ပေတာကိုတွေ့ရတယ်ဒါတိဣတရေလလူမျိုးတို့ရဲ့တန်ဖိုးထားတဲ့အရာ ဖြစ်ပါတယ်เนาะသူတို့အများအပြင်ကောင်းကြီးပေးတဲ့ခါကျတော့လက်ရလက်နဲ့ကောင်းကြီးပေးတာကိုပုတ်ခံစားရတယ်ဒုတိယတစ်ချက်ဒုတိယတစ်ချက်ကောင်းကြီးမင်္ဂလာခံစားရသောအခါမိမိပဝန်းကျင်ရှိသူများလည်း ကောင်းကြီးခံစားရတယ်။ကပလပဒုန်နေမာတာဆိုပြီးအခေါ်တော့ပွာလအဘထွဲတော့ပွာစီကောနေကဒုန်နေမာတာဆိုဝေလောတာဆိုဝေလောတာဆိုဝေလောအဲ့ဒါကိုတမချမ်းစာမှာကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ပြောချင်ပါတယ် တခါတရံ၌ကျွန်တော်တို့ကောင်းကြီးခံစားရတယ်ကောင်းကြီးခံစားကောင်းကြီးခံစားရတယ်ကျွန်တော်တမချမ်းသာမှာ အချက်နှစ်ချက်ဖော်ပြခြင်းပါတယ်ကဘာဦးကျန်း30အငွေ29မှာကဘာဦးကျန်းအခန်းကြီး30နော်အငွေ29ခုနှစ်မှာအဲ့ဒါကပါလဲ ဘာအကြောင်းပြောထားလဲဆိုကြလို့ရှင်ယာကုတ်အကြောင်းကိုဖော်ပြခြင်းဖြစ်ပါယာကုတ်အကြောင်းယာကုတ်တီသူရဲ့အကူအီတော်သူကိုလိုက်တတ်ဖို့ရှာကြံတဲ့ခါမှာသူထွက်ပြေးရတယ်သူထွက်ပြေးရတယ်သူထွက်ပြေးတဲ့ခါကျတော့နောက်ဆုံးတော့သူရဲ့ဦးလီဖြစ်တဲ့လာဘန်စီကိုရောက်သွားတယ်လာဘန်စီကိုရောက်သွားတယ် လာဘန်ဒီကိုရောက်သွားတဲ့ခါကျတော့လာဘန်မှာ သမီးနှစ်ယောက်ရှိတယ်။သမီးနှစ်ယောက်ရှိတယ်။သမီးအကြီးကလီအာလို့ခေါ်တယ်။သမီးအငယ်ကရာကေလလို့ခေါ်တယ်။ဒါပေမဲ့ယာကုပ်ကရာကေလကိုသူကချစ်တယ်။ယာကေလကိုသူကတွေ့တာတယ်။လီအာကတော့အမဖြစ်ပေမဲ့လို့သူကတိတ်မကြိုက်ဘူး။မကြိုက်ဘူးဆိုတာကလည်း လီအာကမျက်စိကနည်းနည်းမှီးတယ်မျက်စိမှီးတယ်အဲ့ဒီခါမှာရခိလကိုသူလိုချင်တဲ့အတွက်ကြောင့်သူခမညာလာပန်စီမှာခုနှစ်နှစ်ကြုံခံရတယ်ပေါ့မမတာနွီးနီး နေတော့ကမနီနော်ရာခိလာအကောနဲ့ခုနှစ်နှစ်ခုနှစ်နှစ်ပြည့်တဲ့ခါကျတော့အာယာကုတ်ကဒီတခါတော့ငါရာခိလာကိုရပြီငါပိုက်မိဖို့လေဒါပေမဲ့ညဦးရောက်တဲ့အခါမှာညဦးရောက်တဲ့အခါမှာလာဘန်ကသူ့ရဲ့သမီးအငယ်ဖြစ်တဲ့ရာခိလာကိုမသွင်ဘူးသူ့ရဲ့သမီးအကြီးဖြစ်တဲ့လီအာကို ရာကုတ်အနားမှာသွားအိတ်ခိုင်းတယ်။သွားအိတ်ခိုင်းတယ်။မနေ့မိုးလင်းတဲ့အခါကျတော့ရာကုတ်ကကြီးလိုက်တဲ့အခါကျတော့ဟာရာခိလမဟုတ်ပါလား။ရာခိလမဟုတ်ပါလား။လေအာဖြစ်နေတာ။လေအာဖြစ်နေတယ်။အဲ့ဒီကမှသူကမကြည်မနှံ့နဲ့ပေါ့လေ။မကြည်မနှံ့နဲ့။အဲ့ဒီကမှလာဘန်ကပြောလေ။ တို့တွေရဲ့ထုံတန်းစင်လာအရာအကြီးလက်ထပ်ပြီးမှာအနော်အကြီးလက်ထပ်ပြီးမှာအငယ်ကိုပြေးလို့ရမင်းအငယ်ကိုလိုချင်သေးရင်နောက်တာခုနှစ်နှစ်မင်းငါစီမှာအလုတ်လုတ်ရမယ်တနည်းပြင်ငါကျွံ့မော်လေတမချမ်းသာမှာတော့ကျွံ့လို့ပဲသုံးထားတယ်အစိခံလောက်ရတယ် ဲ့ဒီခါမှာຢາກောက်အလုံး14နှစ်ပြတ်သွားတာဗောခုနှစ်နှစ်ခုနှစ်နှစ်14နှစ်14နှစ်ပြည့်တော်မှာရာခေလကိုသူရခဲ့တယ်တနည်းအားဖြင့်ညီအမနှစ်ယောက်စလုံးကို သူရခဲ့ဒါပေမဲ့တမန်တော်ကိုကြည့်တဲ့အခါမှာຢາກောက်တီ သူရဲ့ဦးလေးဖြစ်တဲ့လာပန်းစီမှာနေတဲ့ကာလတစ်လျှောက်လုံးမှာအကျိုးစီးပွားတွေအများကြီးဖြစ်ထွန်းတယ်အကျိုးစီးပွားတွေအများကြီးဖြစ်ထွန်းတယ်ဒါကြောင့်ကျမ်းစာလေးတစ်ပိုက်ကိုကျွန်တော်ဖတ်ခြင်းတယ်ကဘာဦးကျန်ခန်းကြီး30အငယ်29လာပန်က သင်ဤစိတ်နှင့်တွေ့ပါစေသောထာဝရဘုရားသည်တင့်အကြောင်းကြောင့်ငှအားကောင်းကြီးပေးတော်မူပြီ။နော်။ယာကုတ်ကြောင့်ယာကုတ်ကြောင့်လာပါလေကောင်းကြီးခံစားရတယ်။ဘာကြောင့်လဲ။ဘုရားရှင်သည် ရာကုတ်ကိုငကိုရဲကိုကကောင်းကြီးပေးထားပြီသားကောင်းကြီးပေးထားပြီသားဖြစ်တဲ့အတွက်ကြောင့်ရာကုတ်အားဖြင့်လာပန်လေကောင်းကြီးခံစားရတယ်ဒါကြောင့်မို့လာပန်နေသူ့ရဲ့အသက်တာကိုပြန်ကြည့်တဲ့အခါမှာသူ့ရဲ့စီးပွားတွေအများကြီးတိုးတက်လာတယ်တရိษံနေတိုးတွေနွားတွေတခါတည်းအများကြီးအများကြီးတိုးတက်လာတယ်အဲ့ဒါတည်း ယာကုတ်အားဖြင့်ခံစားရတဲ့ကောင်းကြီးတွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ အသက်တာမှာကျွန်တော်တို့ကောင်းကြီးခံစားရအားဖြင့်ကျွန်တော်တို့ ਨੇ ဆက်နွယ်တဲ့သူများလည်းကိုယ် ਨੇ ဆက်နွယ်တဲ့သားသမီးတွေကိုယ် ਨੇ ဆက်နွယ်တဲ့ဆွေမျိုးသားချင်းတွေကိုယ် ਨੇ ဆက်နွယ်တဲ့အပေါင်းအသင်းမိတ်ဆွေတွေလည်းကောင်းကြီးခံစားရတယ် နောက်တမကျန်းစာမှာဥပမာလေးတစ်ခုကျွန်တော်ဆက်ပြီးတော့ပြောချင်တယ်။ကပ္ပဥကျန်36ကိုကြည့်တဲ့အခါမှာအဲ့ဒီမှာလဲတွေ့ရလိမ့်မယ်36 36မှာဘာဖော်ပြထားလဲဆိုခဲ့လို့ရှင်ယောသယောသဒီသူ့ရဲ့အကိုတွေကသူ့ကိုရောင်းပြီးတဲ့အခါကျတော့ပေါတိဖာအိမ်မှာကျွန့်အဖြစ်နဲ့သွားနေရတယ် ကျွန့်အဖြစ်နဲ့သွားနေရတယ်ယောသသည်ကျွန့်အဖြစ်နဲ့နေရပြင်မဲ့လို့ဖះရှင်နေသူနဲ့အတူရှိတယ်လောက်ကင်လေးရရမှာဖះရှင်ကိုဥထိတ်ထားတယ်ဖះရှင်ကို မျက်မှောက်ပြုတယ်ဖះရှင်ကိုကိုးစားတယ်ဖះရှင်ကိုခေါ်လှုံတယ်ဖះရှင်ကိုခေါ်လှုံတယ်ဒါကြောင့်မို့ဒီကနေ့တမန်ကျမ်းစာမှာကျမ်းစာလေးကျွန်တော်ဖတ်ခြင်းပါတယ် ကပ္ပဥကျန်39အငယ်9မှာနော်ကျမ်းစာရေးထားတဲ့စကလုံးလေးတွေအမတန်မှလှတယ်။သူအိမ်နေဥစ္စာရှိတဲ့မြတ်ကိုအုတ်ဆိုးစီတီတာကာလမှာစာ၍သာဝေယဖျားသည်ယောတာအတွေ့သူအကုတုအိမ်ကိုကောင်းကြီးပေးတော်မူသဖြင့်ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်အတွင်းအပြင်ဥစ္စာရှိတဲ့မြတ်အပေါ်မှာလည်း သက်ရောက်လေ၏။နော်ဒီစကားလေးဟာအမတန်မှတန်ဖိုးရှိတယ်။ယောသအာဖြင့်ယောသအာဖြင့်ပေါတိဖာရဲ့အိမ်မှာပါမှလူလီသေးမရှိဖျားရှင်ကောင်းကြီးပေးတယ်။နော်ပေါတိဖာရဲ့စီစဉ်ချမ်းသာတွေဥစ္စာပစ္စည်းတွေအရာအလုံးကိုဖျားရှင်ကောင်းကြီးပေးတယ်။အဲ့ဒါဒီ ကျွန်တော်တို့အားဖြင့်ကျွန်တော်တို့ခံစားရတဲ့ကောင်းကြီးအားဖြင့်ကိုယ်နဲ့စဆိုင်နေတာသမီးတွေကိုယ်နဲ့စဆိုင်နေမိဘတွေကိုယ်နဲ့စဆိုင်နေဆွေမျိုးသားချင်းတွေကိုယ်နဲ့စဆိုင်နေအပေါင်းအသင်မိတ်ဆွေတွေလည်းကောင်းကြီးခံစားရတယ်ဆိုတာကိုနားလည်မှာဖြစ်ပါတယ် နောက်ဆုံးနဲ့တတ္တရာတစ်ချက်ကောင်းကြီးမင်္ဂလာရဲ့အရင်အမျက်တွေနာခံခြင်းပဲဖြစ်ပါတယ်တလတဆုပ်ကြီးအကြီးထိနေမိတာတတုကနာနောတတုကနာတတုကနာဒါနဲ့ပတ်သက်ပြီးတော့စာရေးဆရာတယောက်ပေါ့ စာရေးဆရာဆိုတော့ခရိယံဓမ္မစာရေးဆရာတောက်ကပြောတဲ့စကားလေးအမတန်မှတန်ဖို့ရှိပါတယ်မင်းဆင်းရဲတဲ့နိုင်ငံမှာဆင်းရဲတဲ့မိသားစုကနေမေးဖွာလာတာဟာမင်းဆင်းရဲနေတာဟာလေမင်းအပြစ်မဟုတ်ဘူးနော်ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့မွေးဖွားလာတဲ့အချိန်မှာကျွန်တော်တို့ဆင်းရဲတယ်ကိုယ့်ရဲ့မိဘတွေဆင်းရဲတယ် ကိုယ့်ရဲ့နိုင်ငံဒီဆင်းရဲတယ်ကိုကိုရိုင်းနဲ့ဆင်းရဲတယ်အဲ့ဒီဆင်းရဲတာဟာမင်းရဲ့အပြစ်မဟုတ်ဘူးဒါပေမဲ့မင်းသေဆုံးတဲ့အချိန်ဆင်းစင်းရဲရဲနဲ့သေဆုံးသွားခြင်းဟာမင်းရဲ့အပြစ်ပဲမင်းဆင်းစင်းရဲရဲနဲ့သေဆုံးသွားတာဟာဒါမင်းရဲ့အပြစ်ပဲအဲ့ဒါဒီ ဘာကိုသင်ခန်းစာပေးလဲဆိုကြလို့ရှိရင်ဒီကနေ့ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်ကလေးမှာဖះရှင်ပေးတဲ့ကောင်းကြီးများကိုကျွန်တော်တို့တန်ဖိုးထားဖို့အရေးကြီးပါတယ်ဒီကနေ့တမန်ကျမ်းစာကို ကြည့်ပါနော်တမန်ကျမ်းစာကိုကြည့်ပါဒါဝိသူကြောင့်သားလေးပဲသူမှဘာမှရှိတာမဟုတ်ဘူးသူကြောင့်သားလေး ဒါပေမဲ့ဘုရားရှင်ကိုသူနာခံတယ်ဘုရားရှင်ကို ကြောက်ရွံ့တယ်ဘုရားရှင်ကိုချစ်တယ်အတွက်ကြောင့်နောက်ဆုံးသူသည်ဣတရေလဘယင်တပါအဖြစ်နဲ့စူးစံခဲ့ရတယ်ဆိုတာကိုတွေ့ရအဲ့ဒါသည်နာခံခြင်းရဲ့ရလပဲဖြစ်ပါတယ်နာခံခြင်းရဲ့ရလပဲဒီကနေ့တမန်ကျမ်းစာကိုလည်းကြည့်ပါ ရှာဒရမီရှက်ဗေဒာနီကောဒံယေလာတို့ဟာတနည်းအားဖြင့်ဘာပွလုံးပြည်မှာကျွန့်အဖြစ်နဲ့နေရတယ်။သူများရဲ့အခိုင်အစေဖြစ်နဲ့နေရတယ်။ဒါပေမဲ့သူတို့ဒီဖျားရှင်ရဲ့စကားကိုနားထောင်တယ်။ဖျားရှင်ကိုသူတို့ချီးမြှောက်တယ်။ဖျားရှင်ကိုသူတို့မျက်မှောက်ပြုတယ်။ဖျားရှင်ကိုချစ်တယ်။ဖျားရှင်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ဒံယေလာဒီနောက်ဆုံးဝန်ကြီးချုပ်တောင် ဖះရှင်นี่ချင်းမြင့်ခဲ့တာကိုဒီကနေ့တမကျမ်းစာမှာတွေ့ရအဲ့ဒါဒီနာခံခြင်းရဲ့ရလပဲဖြစ်ပါတယ်တဲ့ကျွန်တော်တို့ရဲ့အသက်တာမှာကောင်းကြီးခံစားရမယ်အရင်အမြင့်ဖြစ်သည့်အတွက်ကြောင့်နာခံမှုရှိပါဖះရှင်ကိုကြောက်ရွံ့မှာဖះရှင်ရဲ့စကားကိုနာခံမှာဖះရှင်ရဲ့အလို့တော်ကိုဝန်ခံမှာ တကြမို့တမကျန်းစာလေးတပိုက်ကိုကျွန်တော်ဖတ်ချင်ပါတယ်နော်တရားဟောရာကျမ်းခန်းကြီး28အငယ်1မှာယနေ့ငါဆင်းဆိုတမသောပညာတော်တို့ကိုကျင့်ဆောင်ခြင်းကသင်ဤဖရာသခင် စကားကိုစစ်စစ်နားထောင်လျင် ဖះရှင်ရဲ့စကားကိုစိတ်စိတ်တိတိချာချာကာကနာနာတိတိချာချာနားထောင်ရင် လူမျိုးတကာတို့ထက်တင့်ကိုချီးမြောက်တော်မူမည်ဖះရှင်นี่ကျွန်တော်တို့ကိုချီးမြောက်ဖះရှင်นี่ကျွန်တော်တို့ကိုကောင်းကြီးပေးမယ်အဲ့ဒီ28နော် တရားဟောရကြ28ကိုဖတ်တဲ့အခါမှာကောင်းကြီးတွေကောင်းကြီးတွေအများကြီးဖျားရှင်ပြင်ဆင်ပေးထားတယ်ဖျားရှင်ရဲ့စကားကိုနားထောင်ရင်မင်းမြို့မှာနေမလားကောင်းကြီးခံစားရမယ်တောမှာပဲနေမလားကောင်းကြီးခံစားရမယ်အိမ်ထဲမှာပဲနေမလားကောင်းကြီးခံစားရမယ်လမ်းပေါ်မှာပဲနေမလားကောင်းကြီးခံစားရမယ်မင်းရဲ့ယန္တုမင်းစီကိုလမ်းတလမ်းနဲ့လာတယ်နော် မင်းစိတ်ကိုရောက်တဲ့အခါမှာခုနလားနဲ့သူတို့ထွက်ပြရလိမ့်မယ်။နော်ဘုရားရှင်ကောင်းကြီးပေးမှာ။ဘုရားရှင်ကောင်းကြီးပေးမှာ။မင်းသည်ဘုရားရှင်ရဲ့စကားကိုနားထောင်တဲ့အတွက်ကြောင့်ဘုရားရှင်သည်မင်းကိုအမေးမဖြစ်စေဘူး။ကောင်းမဲ့ဖြစ်စေမယ်။ကဆရွာတဒုကေနာတာအမေးပါ။ကဆရွာကဒုကေနာတာအခိုး။နော်။တရားဟောရာကျမ်း28တည်း ခရိယန်တို့အတွက်အင်မတန်မှအရေးကြီးတဲ့ကောင်းကြီးမင်္ဂလာတွေဖြစ်တယ်။ဒါကြောင့်အထူးသဖြင့်ဒီကနေ့ကျွန်တော်အဓိကထားပြောချင်တဲ့အကြောင်းကလူတိုင်းအတွက်ဖျားရှင်ရဲ့ကောင်းကြီးမင်္ဂလာရှိပါ။အဲ့ဒီကောင်းကြီးမင်္ဂလာခံစားရဖို့အတွက်ကျွန်တော်တို့နာခံခြင်းကြောက်ရွံ့ခြင်းအလိုတော်ကိုဝန်ခံခြင်းရှိဖို့အရေးကြီးပါတယ်။ ဒါမှသာလျှင်ကျွန်တော်တို့အသက်တာမှာနော်ဖះရှင်ပေးတဲ့အရင်အမြင့်ဖြစ်တဲ့ကောင်းကြီးများကိုခံစားရမှာ ဖြစ်ပါတယ်ကိုယ့်ရဲ့မိဘဘိုးဘွားတွေပေးတဲ့ကောင်းကြီးများလည်းခံစားရမှာ ဖြစ်ပါတယ်မိမိတယောက်တည်းခံစားရတာမဟုတ်ဘူးမိမိနဲ့ဆက်ဆိုင်တဲ့သူတွေလည်းကောင်းကြီးခံစားရတယ်အာဗြဟံအဖင်သူ့ရဲ့သားသမီးအဆက်အနွယ်တွေ အရောက်စီအရောက်စီသည်ကောင်းကြီးခံစားရတယ်အခဲပကလဆူတာသူကဖာဘောပခွေးညနဲ့တရာတို့ဗတ်ကြည့်ဦးကခွေးဘာသူဖာရာမိကတတော်ပကတဝိဆော့ထွဲလေဒုကနာစာဝနေဒီတောင်းခံကြပါစေ မြတ်တော်ရှင်အဖာကုရရှင်ကိုကျေးဇူးတင်နေကုရရှင်ကျေးဇူးတော်တသက်ချောင်းသာလင်သာသမီတို့သည်ယနေ့ထက်ထိတိုင်အောင်ပြစီဆုံးရှုံးခြင်းသို့မရောက်ရှိပဲလျက်အသက်ရှင်ခွင့်နှင့်အတူကုရရှင်မူရမြတ်မှာပါဝင်ဆက်ကဲ့ရသောအခွင့်ကို သာသမီတို့အာပေတနာတော်မူသည့်အတွက်ဂျေဇုတော်ကိုချီးမွမ်းနေထို့ဂျေဇုတော်ပေါင်းကိုဆင်မြေရေအတွက်ချီးမွမ်းတတ်သောသာသမီအယောက်စီဖြစ်နိုင်စေဖို့ရန်အတွက်မာဆာကောင်းချီးပေးတနာတော်မူပါရှေးစွာသာသမီတို့မှာရှိသောအပြစ်အလုံးစုံတို့ကိုခွင့်လွှတ်တော်မူတကယ်သို့သာသမီတို့သည်လည်းတပါးသူ၏အပြစ်များကိုခွင့်လွှတ်တော်သူအသီးသီးဖြစ်နိုင်စေဖို့ရန်အတွက်မာဆာကောင်းချီးပေးတနာတော်မူလေယေရှုတောင်းတဲ့များကိုနားညောင်းတော်မူပါ မြတ်တော်ရှင်အဖာအချိန်နာအတွက်ကိုရရှင်ကိုကျေးဇူးတင်တယ်ဒီကနေ့ညနေမှာကြားရသောကိုရရှင်နှုတ်ကပတ်တော်တရားဒေသနာအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကနေ့သာသီမီတို့အရောက်စီတိုင်းဒီကောင်းချီးမင်္ဂလာကိုခံစားရရှိတော်သူအသီးသီးဖြစ်တဲ့ကိုရောအဲ့ဒီအတွက်ကြောင့်ဒီကနေ့သာသီမီတို့ရရှိထားသောကောင်းချီးမင်္ဂလာများအပေါ်တွင်သာသီမီတို့သည်တာ၍ချီးမွမ်းတတ်တော်သူအသီးသီးဖြစ်နိုင်စေဖို့ရန်အတွက်မာစာကောင်းချီးပေးသနာတော်မူပါလက်ဆင့်ကမ်းအမွေကိုပေးနိုင်ရသောအခွင့်ကိုလည်းကိုရရှင်မာစာကောင်းချီးပေး တနာတော်မူပါမေတ္တာတော်ရှင်အဖာဒီကနေ့ညနေမှာနှုတ်ကပတ်တော်ဝင်ကသွားသောပါတရတုအပေါ်ရင်ကိုရရှင်ကောင်းချီးပေးပါမင်္ဂလာနှစ်ပတ်စီပါဒီကနေ့အထူးသဖြင့်ကျမ်းမာချင်းစုကျေးဇူးကိုပေးတနာတော်မူလေရဲ့ဒီကနေ့သူအမှုတော်မြတ် လုပ်ငန်းမှာတက်ဆုံ၌ပါဝင်ဆက်ကလေးရဲ့သူအမှုတော်ဆောင်လုပ်ငန်းအတွက်ပျော်ရွှင်ဝမ်းမြောက်နိုင်ရသောအခွင့်ကိုကိုရရှင်မဆာကောင်းချီးပေးသနာတော်မူပါသူအိမ်သူအိမ်သားအရောက်စီတိုင်းသည်လည်းဒီဖခင်ကြီးအားဖြင့်ကောင်းချီးမင်္ဂလာခံစားရရှိလေရဲ့ဒီကနေ့ဖြစ်အဲဒီမြ ాయి အလေမာ ကိုရရှိအလင်းကိုထွန်းနေနိုင်သောသူအတိအသည့်ဖြစ်နိုင်စီဖို့ရန်အတွက်မဆာကောင်းချီးပေးသနာတော်မူပါမေတ္တာတော်ရှင်အဖာထွန်းနီတူစွာသရမုဒုပိထရီရှာတုတ်တရဆုမုဝင်းတရဖုထုသတိဆရာသမားအရောက်စီတိုင်းအပေါ်တွင်လည်းကိုရရှင်ကောင်းချီးပေးပါမင်္ဂလာနေပတ်စီပါအထူးသဖြင့်ကျမချင်းစုကျေစုကိုပေးသနာတော်မူလည်းရဲ့ဒီကနေ့သူတို့အမှုတော်ဆောင်မြတ်လုပ်ငန်းချိန်တွင်မှတစ်ခါလေကြာရင်သူတို့သည် အာစုံစမ်းခြင်းခံရသည့်အပိုင်းများလည်းရှိမှာဖြစ်တယ်ကိုတော့သူတို့စုံစမ်းခြင်းခံရသည့်အခါတွင်စိတ်ပြတ်အားလျော့ခြင်းမရှိပဲလျက်ကိုရရှင်ဓမ္မလာသောခွန်အားဖြင့်အကောင်းမှုဆုံးလှုပ်ဆောင်လေနိုင်ရသောအခွင့်နှင့်အတူအမှုတော်မြတ်လုပ်ငန်းမှပျော်ရွှင်ဝမ်းမြောက်စွာဖြင့်လှုပ်ဆောင်နိုင်ရသောစိတ်နှလုံးသားများအသီးသီးဖြစ်နိုင်စေဖို့ရန်အတွက်မာစာကောင်းကြီးပေးသနာတော်မူပါမေတ္တာတော်ရှင်ဖအထူးသဖြင့်သာသမီတို့ဘေဒီလအသင်းတော်မှရှိသောဆရာသမားများ၏စိတ်ဝိညာဉ်သည်အာကြည့်တော်သူအသီးသီးဖြစ်နိုင်စေဖို့ရန်အတွက်မာစာ ောင်းကြီးပေးသနာတော်မူပါထိုနည်းတူစွာအသင်းတော်မှာရှိသောသင်္ထလူကြီးများအရောက်စီတိုင်းပေါ်တွင်လည်းကိုရရှင်ကောင်းချီးပေးပါမင်္ဂလာနှင့်ပတ်စည်းပါအသင်းတော်လုပ်ငန်းတွင်လည်းပါဝင်ဆက်ကပ်နိုင်ရသောအခွင့်နှင့်အတူဒီကနေ့ အအသင်းတော်လုပ်ငန်းများတွင်ဖတ်ဆရာတော်များနှင့်အတူလက်တွဲလှုပ်ဆောင်တော်သူအသီးအသီးဖြစ်နိုင်စေဖို့ရန်အတွက်မဆာကောင်းကြီးပေးတနာတော်မူလည်းယေသူတို့အားဖြင့်သူတို့အိမ်သူအိမ်သားအရောက်စီတိုင်းသည်လည်းကောင်းကြီးမင်္ဂလာခံစားနိုင်ရသောဆုကျေးဇူးအသီးသီးရရှိနိုင်စေဖို့ရန်အတွက်မဆာကောင်းကြီးပေးတနာတော်မူပါမေတ္တာရောရှင်အဖာအသင်းတော်မှာရှိသောအသင်းသူအသင်းသားအိမ်တော်မိသားစုအသီးသီးအပေါ်ရင်ကိုရောရှင်ကောင်းကြီးပေးပါမင်္ဂလာနေပါမိမိလည်းဖြင့်လှုပ်ဆောင်သောအရာကိုဝါနိဇာပြစ်စားတော်နိုင်ရသောဆုကျေးဇူးနှင့်ရောရှင်ပေးထားသောအစွမ်းစားအားဖြင့်အမှုတော် ော်စံအသင်းတော်လုပ်ငန်းများမှမိမိတနိုင်သည့်ဘက်ကနေပါဝင်ဆက်ကပ်တော်သူအတီးအသီးဖြစ်နိုင်စေဖို့ရန်အတွက်မဆာကောင်းချီးပေးသနာတော်မူပါအိမ်တော်မိသားစုအသင်းသူအသင်းသားအရောက်စီတိုင်းဒီကိုရရှင်ကိုချစ်တော်ကိုရရှင်ကိုကြောက်ရွံ့တော်ကိုရရှင်နှင့်အကျွမ်းတဝင်ပြုလျက်မိတ္တာရာဖွဲ့တော်အသင်းသူအသင်းသားအိမ်တော်မိသားစုအတီးအသီးဖြစ်နိုင်စေဖို့ရန်အတွက်မဆာကောင်းချီးပေးသနာတော်မူပါတမတရားလည်းနှင့်အညီလက်လျှောက်အသက်ရှင်သောအိမ်တော်မိသားစုအတီးအသီးဖြစ်နိုင်စေဖို့ရန်အတွက်မဆာကောင်းချီးပေးသနာတော်မူပါမေတ္တာတော်ရှင်အဖာတချို့သောအိမ်တော်မိသ သားစုတွင်သူတို့အခက်အခဲပြဿနာများရင်ဆိုင်ကြုံတွေ့ရမှမဖြစ်တဲ့ကိုရောသူတို့ရင်ဆိုင်ကြုံတွေ့နေရသည့်အခါတွင် ဖျားရှင်ကိုနမတ္တိနေရာမှာတတိယလေးရဲ့ကိုရရှင်နဲ့အရင်ဦးဆုံးစကားပြောတော်သူအသီးသီးဖြစ်နိုင်စီဖို့ရအတွက်မဆကောင်းကြီးပေးတနာတော်မူလေရဲ့ကိုရရှင်သည်လည်းသူတို့ဆွတောင်းသက်များကိုနာညောင်းခြင်းအားဖြင့်သူတို့သည်ထိုအမှုရာမှလွတ်မြောက်နိုင်လေရဲ့ကိုရရှင်ကြီးစွာတော်ကိုပြန်လဲရွတ်ချီးမွမ်းတတ်သောနိုင်ရသောအခွင့်ကိုလည်းကိုရရှင်မဆကောင်းကြီးပေးတနာတော်မူပါမြတ်တော်ရှင်အဖာမမချက်ရှိနေတော်သူသာသမီအရောက်စီတိုင်းအပေါ် ဲ့နဲ့တတိယဆုတောင်းတဲ့ကိုတော့တချို့တို့ဒီလက်စေယုံစေကမ်းမတော်လည်းကောင်းတချို့တို့ဒီလက်အိမ်မတော်လည်းကောင်းစေဝါကုသမှုကိုခံယူလျက်ရှိတဲ့ကိုတော့တချို့တို့ဒီလက်တာမန်ဖြာနာခြင်းပဲနရက်၃ရက်အတွင်းမှာယောဂများပျောက်ကင်းတဲ့သို့ဖြစ်တော့ညာလက်တချို့တို့ဒီပြင်းထန်ဝေဒနာခံစားလျက်ရှိတဲ့ကိုတော့ခံစားဝေဒနာများပြီးတော့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့မန်သားသမီးတို့မျက်စိပြင်မမြင်မတွေ့နိုင်သောကလေးစားများဤယောဂအစိတ်ပိုင်းအသီးသီးကိုလည်းခံစားနေရသောသူမျိုးများစွာရှိတဲ့ကိုတော့ဒီကနေ့အဲ တချို့သည်လက်ခြေလက်ကျိုးရှင်များကိုခံစားရတယ်အထူးသဖြင့်အမျိုးသမီးအများစုတို့သည်အိမ်နှင်းနှုတ်ခံစားများကိုခံစားရသလိုအမျိုးသားအများစုတို့သည်လက်ကြောက်ကဲနှစ်စီလန်းချောင်းယောဂဝေဒနာများကိုခံစားလျက်ရှိတယ်ကိုတော့တချို့တို့သည်လက်တဘာသူသွေးများကိုသွင်းသွင်းနေရသောသူများရှိသလိုတချို့တို့သည်လက်လေပြင်းနှာခေါင်းကန်ဆာယောဂဝေဒနာအယူကြီးပေါင်းခေါက်ယောဂဝေဒနာများတချို့တို့သည်လက်မျက်စိအမြင် အဲနာအကြအာယုံအာနိချင်းများကိုယဉ်ဆိုင်ခန်းစားရတဲ့ကိုတော့တချို့လူတီလက်လေဖြတ်ချင်းကြောင့်အဲ့ရပေါ်မှာလဲနေရသောသူများတချို့လူတီလက်ထိခိုက်တင်ရရချင်းအဖြစ်အုံနာနေဆက်ဆိုင်သောယောဂဝေဒနာများအချစ်လက်ကျိုးချင်းနှံ့ညှို့ကျိုးချင်းအဝေဒနာကိုခန်းစားရသူများရှိတယ်လို့တချို့လူတီလက်လေးဘက်နာသွေးလေးဘက်နာများကိုခန်းစားရလျက်သူတို့ချက်စစ်ခြေစစ်လက်စစ်များတီကြိုက်ခဲရောင်ကိုင်းနာကျင်လျက်အလောက်ကိုင်းများကိုလှုပ်ရမြရသောသူများရှိတယ်လို့တချို့ရအများစုတို့ဒီအာဒီ အဒုက္ခနာကျင်ချင်းတကောက်ကွေးနာကျင်ချင်းဝေဒနာမျိုးကိုခံစားရလေရဲ့ကောင်းမှုစွာဖြင့်လံကိုမရှောင်နိုင်ခြင်းလေကားမျိုးကိုကောင်းမှုစွာဖြင့်မတက်ရောက်နိုင်သောသူများရှိသည်လို့စီကျိုသွေးကျိုသွေးတိုးတိပေါင်းကြခြင်းသတိယောဂအမျိုးမျိုးကိုခံစားလေရဲ့ရှိတယ်ကိုတော့ဒီကနေ့သူတို့ခံစားနေရသောအနာယောဂအပေါ်တွင်သူတို့ခံနိုင်ရရှိစီပွရန်အတွက်ကိုရရှင်ခွန်အားပေးပါဒီကနေ့သူတို့ယောဂဝေဒနာကိုကုသနေရသည့်အတွက်ကြောင့် อย่างงูจิ้งจ้าเล็ดหรือแมพเช่นเด็กกุโรหรือเราตัวหรือว่าตัวงูจิ้งจ้ากูเอเจนี่เด็กผีนี่ตัวอ่ะนายกับกูคำมุสักกุตาในนี้ตัวอควินยาชินันสิบปุยอะเรื่องมาซาเกอุจิพิตรนารมุบะที่ชุดรูติเลียอย่างกับพิจฉั่นชาในเช่นชาวตัวต่อตัวนี้ตัวจิลิเวเวนั่นตัวเราดีดีตัวต่อคงอามย์เช่นนันสิบปุยอะเรื่องมาซาเกอุจิพิตรนารมุบะถึงนี่ตัวต่อตัวสืบทอดสืบหลังตัวสืบคู่สืบได้ด้วยกุราชินเด็กกุโรภาษาจีอาพิจตุรีนาย ောကိုပြန်လည်ရွတ်ချီးမွမ်းနိုင်ရသောအခွင့်ရှိနိုင်စေဖို့ရအတွက်မဆာကောင်းကြီးပေးသနာတော်မူပါမေတ္တာရောရှင်အဖအဘိုးအဒီအပေါ်တွင်နဲ့ကိုရောရှင်ကောင်းကြီးပေးပါမင်္ဂလာနိပတ်စီပါသူခံစားနေရသောအနာရောဂါအပေါ်တွင်ခန္ဓာရေခွန်အားရှိနိုင်စေဖို့ရအတွက်မဆာကောင်းကြီးပေးသနာတော်မူလည်းရ30ရက်နေ့မှာသူတငယ်ချင်းစီအောင်မှာပြန်လည်အဲဆေဝကုသမှုကိုပြန်လည်ပြသရမှာဖြစ်တဲ့ကိုရောထို့မူရအလုံးစုံကိုကိုရောရှင်လက်ဝဲသူစကအနန်လည်းရသူဆက်လက်၍လှုပ်ဆောင်မိအရာများပေါ်တွင်ကိုရောရှင်အတူပါရှိခြင်းအားဖြင့်သူရဲ့အသက်အရွယ်ပေါ်တွင်ခန္ဓာရေခွန်အားရှိနိုင်စေဖို့ရ နေအတူတူအနာယောဂတသင်းပြတ်တတပြောက်ကင်းနိုင်စေဖို့ရန်အတွက်မာဇာကောင်းကြီးပေးတနာတော်မူပါထိုနေ့တွေ့ဇာကုစနေသူတိလည်းမနေရမြောက်ကလာစေယုံမာစေဝကုတမှုခံယူလေရရှိတဲ့ကိုရောယောဂအရင်အမြအတိအကျကိုရောတာသမီးတို့မသိပေတော့ညာလည်းသူဤမောပန်းချင်းဝေဒနာအသက်ရှူရမရချင်းမွန်ကျက်ချင်းယောဂအမြန်ဆုံးလွတ်မြောက်နိုင်ရသောအခွင့်နဲ့အတူစေယုံမာအမြန်ဆုံးပြန်လည်ဆင်းရဲသူဤအနာယောဂတိလည်းတတပြောက်ကင်းလေခြေစရောကိုချီးမွမ်းနိုင်ရသောအခွင့်ရှိနိုင်စေဖို့ရန်အတွက်မာဇာကောင်းကြီးပေးတနာတော်မူပါမေတ္တာ ရှင်အဖဒီကနေ့တော်တော်ဒစီသမီမဆရာဒီနေ့ကဆေးဝါးနေပြန်နဲ့ဆင်ခွင့်ရတော့အခွင့်ကိုကိုရရှင်ပေးသနာတော်မူသည့်အတွက်ဂျေဆုတော်ကိုချီးမွမ်းနဲ့ဆက်လက်၍ကျမချင်းစုဂျေဆုကိုပေးသနာတော်မူလည်းရသည်လုပ်ငန်းခွင့်မှာပြန်လဲ၍လှူဆောင်နိုင်ရတော့အခွင့်ကိုလည်းကိုရရှင်မဆကောင်းချီးပေးသနာတော်မူပါမေတ္တာတော်ရှင်အဖဒီကနေ့လောက်ကိုင်းလောဆောင်လေးရရှိတော်သားသမီးအကြီးဆုံးမငယ်ဆုံးရောက်စီတိုင်းပေါ်တွင်လဲကိုရရှင်ကောင်းချီးပေးပါမင်္ဂလာနေ့ပတ်စီပါတရေလုပ်ငန်းအခွင့်အတွင်ဘေးအနေရဲ့အမျိုးမျိုးစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးမှကင်းလွန်လေးရဲ့ မိမိလက်ဖြင့်လှူဆောင်သောအရာကိုဝါနေစာပြစ်စားတောင်းနိုင်ရသောအခွင့်နှင့်အတူဆောင်သနာရှက်ခြင်းအမျိုးမျိုးမှကင်းနှုတ်လေရဲ့သူရောက်ရှိသောနေရာတွင်ကိုရရှင်အတွက်အလင်းဖြစ်နိုင်စေဖို့ရန်အတွက်မဆာကောင်းချီးပေးသနာတော်မူပါကျမ်းမာခြင်းဆုကျေးဇူးကိုပေးသနာတော်မူပါအလောကန်ရှောက်ပွေလေးရရှိသောတာသမီအရောက်စီတိုင်းပေါ်တွင်ကိုရရှင်ကောင်းချီးပေးပါဒီနေ့အချိန်ကာလသည်အလောကန်အခွင့်နှင့်များအင်မတန်မှကြက်တဲသောကာလဖြစ်တော်ညာလေသူတို့သည်ကြိုးစား၍ရှောက်ပွေသည် need to ကိုရရှင်အလောရာနှင့်ကိုက်ညီလေရဲ့သူတို့အလောကန်များသည်အမြန်ဆုံး